SK Story ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ SK Story ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပရိသတ်တွေတောင်းဆိုကြတဲ့ Harry Potter ရုပ်ရှင်တွေက2000ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Harry Potter and the Philosopher's Stone လို့နာမည်ရတဲ့ဇာတ်ကားလေးကို recap အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်လိုက်ပါတယ်ထင်ရှားတဲ့အမသားကိုပြောရမယ်ဆိုလို့ရှိရင်တော့နှစ်ဖူးမှအမားယိုလေးနဲ့မှန်ကြောင်ကောင်းလေးတစ်ယောက်ဖြစ်တဲ့ Harry ကဒီအမာယိုလေးရခဲ့တဲ့ညကနေစလို့မနာကန်သူမှန်သမျှအရှင်မထားတတ်တဲ့မော်စီယာကြီးတယောက်ရဲ့လက်ကလွံ့မြောက်ခဲ့သူအဖြစ် ိုယ်တိုင်မသိပါဘဲနဲ့မော်လောကမှာကြော်ကြားလာခဲ့ပါတယ်။ကဲအားတော့အားလုံးလည်းရင်းနှီးပြီးသားစကားမလို့ intro ကျွန်တော်အများကြီးပြောမနေတော့ဘင်းနဲ့ဟော့ကွက်ယထာကြီးထွက်တော့မှာမလို့မြန်မြန်ပဲတက်လိုက်ကြပါစို့ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ SK story ကနေပြီးတော့တင်ဆက်ပေးနေတဲ့ရှင်းသူပဲဖြစ်ပါတယ်။စလန်ရဲ့စာလေးမှာဆိုလို့ရှိရင်တော့အမောင်တို့တွင်းထဲကနေပြီးတော့လူတယောက်လမ်းလျှောက်လာနေတာကိုတွေ့ရမှာဖြစ်ပါတယ် ူကတော့ကျောင်းဆရာကြီး Professor Dumbledore ပါပဲ။သူကမော်ပစ္စည်းတခုကိုထုတ်လိုက်ပြီးတော့မိုးပေါ်မြှောက်လိုက်ပြီးတော့လမ်းမေးဝဲရမှာရှိတဲ့မီးအိမ်တွေစီကအလင်းတွေကိုစုပ်လိုက်ပါရီ။သူဒီလိုမျိုးအမောင်ချနေတဲ့အချိန်မှာသူ့ဘီနာမှာရှိနေတဲ့ကျောင်းလေးကတော့ပြိသက်အားလုံးတီးကြရီပါမောက်ကမဂေါနာကေပါပဲ။ဟော့ကွက်ကျောင်းကပါမောက်ခဆရာနှစ်ယောက်ဒီရက်ကွက်လေးတွေဘာတွေလုပ်ဖို့လာကြလဲ။တကယ်တော့သူတို့ကဆရာဟက်ဂရစ်နဲ့အတူပါလာမယ်ကလေးလေးကိုစောင့်နေကြတာပါ။အဲ့မှသူတို့စကားပြောနေတော့တိတ်မကြခင်မှာပဲကောင်းငင်ကနေပြီးတော့ဆိုင်ငင်ပြန်ရင်းနဲ့လူထွားကြီးတယောက်ဆင်းလာခဲ့ပါရီ သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့လာသားရွယ်ကလေးတယောက်လည်းပါလာပါတယ်။ Professor Dumbledore ကကလေးလေးကိုမျိုးရဲကဗာနိုမေသားစုရဲ့အင်ရှိကိုခေါ်လာခဲ့ပါတယ်။ McGonagall ကတော့ဒီရုပ်မာတဲ့မေသားစုစီမှာကလေးလေးကိုအပ်ခဲ့လို့ဖြစ်ပါမလားဆိုပြီးတော့စိတ်တည်ပူနေခဲ့ပါတယ်။ Dumbledore အနေနဲ့ဒီလိုဆုံးဖြတ်ရတာကနောက်တစ်ချိန်မှာကြုံလာမယ့် NDA နဲ့ကလေးလေးကိုဝေးစေခြင်းလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့စာလေးတစ်စောင်နဲ့တူတူကလေးလေးကိုအဲ့ဒီအင်ရှိမှာခြံထားခဲ့ပါဦးလေ။လူတော်ကြီး Hagrid ကတော့မျက်ရည်တွေကျလို့ပေါ့ဗျာ။ အဲ့ဒီကလေးလေးကတော့ပရိသတ်တို့တီးကြတဲ့အတိုင်းပဲဝေကင်းစဟယ်ရီပေါ်တာလေးပဲဖြစ်ပါတယ်ဒီလိုနဲ့၁၇နှစ်ကြာလာတဲ့အခါမှာတော့ဟယ်ရီတယောက်ကစူညံတန်နေတဲ့သူနိုးလာခဲ့ရတယ်တကယ်တော့သူ့ဦးလေးမိသားစုကသူ့ကိုမွေးစားထားခဲ့တာပါဟယ်ရီကိုသူတို့ကလေကားအောက်ထပ်ကအခန်းကျင်းလေးထဲမှာပဲထားကြပါတယ်ဒီနေ့ကတော့ဟယ်ရီရဲ့ညီတဝမ်းငွေလေးဒါစလီရဲ့မွေးနေ့ပဲဖြစ်ပါတယ်သူ့ဦးလေးတို့မိသားစုကဒါလီမွေးနေ့ဖြစ်တရိတ်ဆန်ရုံကိုသွားကြမှာဖြစ်ပါတယ်မွေးတဲ့ကမော်ပညာပါလာတဲ့ဟယ်ရီကိုသူ့ဦးလေးကလုံးဝကြိတ်မြပါဘူး အပြင်မှာလည်းမဟုတ်တာတွေမလုပ်ဖို့အတွက်ကြိုတင်ပြီးတော့တတိပေးထားခဲ့ပါရီအဲရီဟိုဒါစလီတို့တအိမ်လုံးကမချစ်ကြဘဲနဲ့တောက်တူမရခိုင်းမှုစူဖို့ပူဖို့လောက်တာသဘောထားကြတာဖြစ်ပါရီအဲလိုနဲ့တရိဆိုင်ယုံကိုရောက်လာတော့မြန်မာပြည်ရဲ့စပုံမွေကြီးကိုသူတို့သွားကြည့်ကြရင်လည်းမွေရငိမ့်တက်နေလို့ဆိုပြီးတော့သူ့လေးမိသားစုကအော်ဟစ်ဆဲဆုံနေကြပါရီအဲရီကသူတို့အစားအားနာကြောင်ပြောလိုက်တော့မွေကနားလေတယ်လို့တုံ့ပြန်ပါရီအဲဒီမွေရဲ့တုံ့ပြန်ပုံတွေကနေသိရင်ဒီမွေကလည်းပဲသူ့လိုမိဘမေပဲဖြစ်ကြောင်းသိလိုက်ရပါရီ အဲဒီအချိန်မှာပဲဒါစီကလှုပ်ရှားလာတဲ့မွေးကြီးကိုကြည့်ကျင်စုံနေဟယ်ရီကိုတွန်းလှဲလိုက်ပါရီရုတ်တရက်ဒေါသထွက်သွားတဲ့ဟယ်ရီကလည်းစူးစိုက်ပြီးတော့ကြည့်လိုက်တာအဲ့ဒီမွေးခန်းကိုကာထားတဲ့မှန်ကြီးကလည်းပျောက်သွားပြီးတော့ဒါစီတရက်မွေးစီကိုပြုတ်ကျသွားပါတော့ဒီအဲ့မှာမွေးရအခန်းထဲထွက်လာပြီးတော့ဟယ်ရီကိုကျေးဇူးတင်စကားပြောကလွတ်မြောက်သွားခဲ့ပါတော့ဒီအဲ့ဒီအချိန်မှာပဲမန်ကရုတ်တရက်ပြန်ပေါ်လာပြီးတော့ဒါစီကအခန်းထဲမှာပြေးမိသွားခဲ့ပါရီဘာလုံးကတော့သူ့တောင်းကိုအဲ့လိုဖျက်အောင်လှုပ်တာကဟယ်ရီရဲ့လက်ချက်ပဲဆိုပြီးတော့ဒေါသကြီးထွက်နေခဲ့တာပေါ့လေအိမ်မြောက်တဲ့ကောင်မတော်ဟယ်ရီကိုစပိန်နေဆောင်ဆွဲအခန်းထဲထည့်ပြီးတော့တောက်ခတ်ထားလိုက်ပါရီ ောက်တနေ့မှာတော့မမျော်လိမ့်မယ်နဲ့ Harry's ကိုရောက်လာတဲ့စားစောင်ကိုဒါစီရိုးကအရင်တွေ့သွားခဲ့ပြီးတော့လှောင်ရင်နေခဲ့ကြပါတယ်။ပိုးရဲ့နေရာကဟော့ကွက်ကျောင်းကမှန်းလဲတိရောစားရီကိုစုပ်ဖြက်ပြစ်လိုက်ကြပါတယ်။ကျောင်းမကလည်းစားရီကိုဇက်တိုက်ပို့တော့သူ့လေးကအိမ်တကားကစာဝင်ပေါက်ကိုအသေးပိတ်ပစ်ခဲ့ပါတယ်။ဒီနေ့မှာတော့စားရီမရောက်လာလို့အိမ်မြုံကြည့်လိုက်တော့များပြားလာတဲ့စာဖို့ဇီးကွက်တွေကို Harry ရဲ့အိမ်ပြင်ဘက်မှာအံ့ဩဖွယ်ရာတွေ့မြင်လိုက်ရပါတယ်။တိတ်မကြခင်မှာပဲစားရီကမုံတိုင်းတစ်ခုလိုမျိုးအိမ်ထဲကိုဝင်လာတဲ့အချိန် Harry ကဖတ်ဖို့စူးစမ်းပေမဲ့သူ့ရဲ့ဦးလေးကသူ့ကိုဖမ်းချုပ်ထားခဲ့ပါတယ်။ အဲ့လိုအကြောင်းလေးကြောင့်ပဲဒါစလီမိသားစုကမိပြတက်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်ဒီနေ့ကတော့ Harry ရဲ့မွေးနေ့ပဲဖြစ်ပါတယ်မိပြရဲ့တကားပွင့်သွားပြီးတော့လူထွားတိောက်ဝင်လာခဲ့ပါတယ်သူကတော့ Harry ကိုလာခေါ်တဲ့ Hagrid ပဲဖြစ်ပါတယ် Harry ကိုသူ့ရဲ့မွေးနေ့ကိတ်လက်ဆောင်ပေးလိုက်ပြီးတော့ Hagrid က Morcia ဖြစ်ကြောင်းနဲ့ကျောင်းအောင်လာတက်ဖို့စာရီပို့ခဲ့ကြောင်းရှင်းပြခဲ့ပါတယ် Harry ကအန်အုံးနေတော့မှသူ့ရဲ့ဦးလေးက Harry ကိုကျောင်းအောင်မပို့နိုင်ကြောင်းခါခါသီးသီးညင်းကအရေးမပါဘူးလို့ပြောလိုက်ပါတယ်အမလူကြီးရဲ့အချင်းများနေတော့ဂိတ်မခိုးစားနေတဲ့ကောင်းလေးကို Hagrid ကအမီးပေါအောင်လှုပ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့အမေရောအဖေပါကဘာရီပြတ်သွားခဲ့ရပါဦးလေအဲဒီကဂျင်းနဲ့သွားပြီးတော့ဟက်ဂရစ်နဲ့လိုက်ကာကျောင်းတက်ဖို့ထွက်သွားခဲ့ပါပြီဟက်ဂရစ်ကတော့ကျောင်းတက်လိုအပ်တာတွေဝယ်ဖို့အတွက်ဟဲရီကိုဆိုင်းဆန်ခေါ်သွားခဲ့ပါပြီဒူးဆန်တာဆိုင်းနေရလူတွေကဟဲရီကိုသိနေတာပါပြီတနေ့ရောက်ရောက်တဲ့အခါမှာတော့ဟက်ဂရစ်ကအုတ်တွေကိုသူ့ရဲ့ထီးနဲ့ထိပြီးတော့ဖြွင့်လိုက်တဲ့အခါမှာတော့အထဲမှာတခြားကဘာတစ်ခုရောက်သွားတယ်လို့ပါပြီအမဒူးဆန်နဲ့ဘန်တစ်ခုတည်းကိုဟဲရီကိုခေါ်သွားခဲ့ပါပြီဘန်နီကဝန်ထမ်းတွေကအရက်ပုပ်ပုနရွက်ချုံချုံနဲ့မင်းစားတေးသေးလေးပဲဖြစ်ပါပြီ ။ Harry ရဲ့ Bandai ထဲကိုအရောက်ရွှေရင်းကားပြားတွေအများကြီးရှိနေတာကိုတွေ့လိုက်ရတော့အယံအံ့ဩသွားခဲ့ပါတယ်။သူ့သားလေးရဲ့နောင်ရည်တွေ Harry ရဲ့မိဘတွေကအမွေပေးထားခဲ့တာပါ။ပတ်စံထုတ်ပြီးတဲ့နောက်မှာ Harry တက်လိုအပ်တဲ့ပစ္စည်းတွေကို Hagrid ကပဲလိုက်ဝယ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့မော်ဆရာရဲ့အသက်ပြတဲ့မော်ဒုတ်တန်ဆိုင်ကိုရောက်သွားကြပါတယ်။ဆိုင်ရှင်က Harry ကိုတင်နေပါတယ်။စွမ်းအမြင့်နဲ့မော်ဒုတ်တန်တွေတစ်ခုပြီးတစ်ခုထုတ်ပြပေးပြီး Harry နဲ့ဘလို့မှအဆင်ပြေမနေခဲ့ပါဘူး။အဲ့ဒါနဲ့ဆိုင်ရှင်ကလည်းတကဘာလုံးမှာတစ်ခုရဲသာရှိတဲ့မော်ဒုတ်တန်တစ်ချောင်းထုတ်ပေးလိုက်ပါတယ်။ ဲ့ဒီမော်ဒုတ်တိုင်ထူးခြားချက်ကတော့မတိမျိုးဖြစ်တဲ့ Phoenix ငယ်ရဲ့အတောင်နဲ့လှူထားတာဖြစ်ပြီးတော့ဘသူကမှကင်တွေအသုံးပြုလို့မရခဲ့ပါဘူး။အဲ့ဒီမော်ဒုတ်တိုင်က Harry Lett ကိုရောက်သွားတဲ့အခါမှာတော့အစွမ်းနေထွက်လာတာကိုအားလုံးခံစားမိသွားခဲ့ပါတယ်။ပြီးတော့အဲ့ဒီမော်ဒုတ်တိုင်မှာထူးခြားတာကညီကိုရှိပါလေတဲ့။တခြားတစ်ချောင်းကိုဝယ်သွားတဲ့သူကတော့အရန်ကြောက်စရာကောင်းပြီးအစွမ်းအရန်ထက်တယ်လို့ဆိုင်ရှင်ကပြောပြလိုက်ပါတယ်။သူ့ရဲ့နာမည်ကိုတော့မှဘသူမှထုံမပြောရဲကြပါဘူးလေ။အဲ့မှာအူကြောင်ကြောင်ဖြစ်နေတဲ့ Harry ကတော့ဆိုင်ရှင်ပြောနေရတာကိုတခွန်းတပါးကမှနားလည်မနေခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ Harry တို့ကဇီးကွက်သွားဝင်နေတဲ့ Hagrid ကပြန်ရောက်လာပြီးတော့အဖြူရောင်ချစ်စရာဇီးကွက်လေးလည်းပါလာခဲ့ပါတယ်။တေးချင်စိတ်တွေအရန်ပြင်းထန်နေတဲ့ Harry ကသူ့တိကျင်နာတွေကို dress up မင်းနေခဲ့ပါတယ်။သူ့ရဲ့နှဖူးဘောကအမာရုပ်ပေးခဲ့တဲ့သူကသူ့ဘီနဲ့မျိုးတတ်ခဲ့ရလားဆိုပြီးတော့လည်းမေးလိုက်ပါတယ်။အဲဒီအချိန်မှာ Hagrid ကလည်းရှောင်းလေးတို့မရတော့ဘဲနဲ့အဖြစ်ပြက်တွေအကုန်လုံးကိုတခုမကျန် Harry ကိုပြောပြခဲ့ရပါတယ်။တကယ်တော့သူတို့မော်စရာတွေမှာလူကောင်းကြီးရှိတာမဟုတ်ဘဲနဲ့အရန်စိုးသွမ်းတဲ့လူတွေလည်းရှိပါတယ်။တနည်းအားဖြင့်တော့ villain တွေပေါ့လေ။ပြောရမယ်ဆိုလို့ရှိရင်တစ်ချိန်လုံးက ။ Voldemort ဆိုရင်မော်စရာတယောက်ကအရန်လေးစိုးသွမ်းတယ်လို့အရန်လေးပဲစွမ်းအထက်ပါရီ။သူကအောက်လန်းမော်စရာဖြစ်ပြီးတော့ပစ္စည်းတစ်ခုကိုဖန်နေနိုင်ဖို့အတွက်လူရီကိုစူဆောင်းခဲ့တယ်။သူကသူတက်ချင်တဲ့ဘသူကိုမဆိုတက်ပြစ်နိုင်မိမယ်။လာသားရွယ်ဖြစ်နေတဲ့ဟယ်ရီလေးကိုတော့မတက်ခဲ့ပေနဲ့နှစ်ဖူးပေါ်မှာပဲအမာရွတ်တစ်ခုခြံထားပေးခဲ့တာပါလေ။အကြောင်းဆုံးသိလိုက်ရတဲ့ဟယ်ရီခမရခံစားချက်တွေပြင်းထန်လုံးနေခဲ့ပါလေ။အဲဒီတော့ဟဂရစ်ကဟယ်ရီကိုဘူတာအုံကိုလိုက်ပို့လိုက်ပြီးတော့ယထာလက်မှတ်လေးတစ်စောင်ကိုလည်းပေးသွားခဲ့ပြီးရုတ်တရက်ပဲပျောက်ကွယ်သွားအောင်လို့ဟယ်ရီလည်းပဲကြောင်တောင်နဲ့ဖြစ်နေပါလေ အလမတ်ထဲကနံပါတ်ကိုကြည့်ပြီးတော့ရထားလိုက်ရှာနေတော့မှတဏှာရောက်မှာတော့လူတစုကလက်တွန်းလေးတွေကိုအချိန်နဲ့တွန်းသွားရင်အုန်ဒီယံကိုထိုးဖောက်ဝင်ရောက်ပြီးတော့ပျောက်ကွယ်သွားတာတွေ့လိုက်ရတယ်။အဲဟေရီကသိချင်လို့သွားမိလိုက်တဲ့ခါမှာတော့ဒါကသူစီးရမယ့်ရထားပဲဆိုတော့သိလိုက်ရပြီးတော့နေရန်လေးကိုဘလို့ဝင်ရမလဲဆိုတာတွေကိုပါအဲ့ဒီအတော်ကြီးကသိမိလိုက်ပါတယ်။ရထားရဲ့အရောက်မှာဟေရီကသူစီးရမယ့်နံပါတ်တွဲကိုလိုက်ရှာရင်းနဲ့ရောက်သွားခဲ့ပါပြီ။ဟော့ဂတ်ကျောင်းတော်ကြီးစီကိုဥတီခုံမောင်းနေတဲ့ရထားတွဲကြီးထဲမှာရုံးကတယောက်တည်းထိုင်နေတော့ဟေရီကသူ့မျက်နှာချင်းဆိုင်မှာသွားထိုင်လိုက်ပါတယ်။ ဟယ်ရီပေါ်တာကသူ့ရဲ့နာမည်ကိုလည်းပြောပြလိုက်ကောရုံးကမျက်လုံးအပြူသားနဲ့အံ့ဩသွားပါရီရုံးကဟယ်ရီအကြောင်းအများကြီးကြားဘူးထားရမလို့အပြင်မှာတွေ့ကျင်နေကြတာပါဘန်ကနေပြီးတော့ရွှေတင်းကားကြီးထုတ်လာတဲ့ဟယ်ရီကလည်းဘောစီဖြစ်ပြီးတော့မုတ်တွေအများကြီးဝဲကရုံးနဲ့တူတူထိုင်ရှားခဲ့ကြပါရီအဲ့ဒီချိန်မှာပဲရုံးကသူ့ရဲ့မော်တော်တောင်ကိုထုတ်ပြီးတော့ဆရာကြီးဆိုင်ဖန်းကအစွမ်းနေပြလိုက်ပါရီအဲ့ဒီချိန်မှာပဲဇပင်ကောက်ကောက်နဲ့အတန်ခတ်ဆွာဆွာကောင်မလေးတယောက်ကသူ့တို့စီကိုရောက်လာခဲ့ပါရီသူမရဲ့နာမည်ကတော့ဟာမနီဖြစ်ပြီးတော့သူမရဲ့မော်တော်တောင်ကိုထုတ်ကဟယ်ရီမျက်မှန်လေးကိုအကောင်းတိုင်းဖြစ်အောင်ပြင်ပလိုက်တဲ့အခါမှာတော့ ဟယ်ရီကလည်းအယံအောင်မှအထင်ကြီးသွားခဲ့ပါရီနေရာတကာမှာဆရာလှုပ်တဲ့ဟာမနီလေးဟာဟယ်ရီတို့ကိုဝင်းစားလေးဖို့ပြောပြီးတော့ပြန်ထွက်သွားတာတိတ်မကြခင်မှာပဲသူရဲ့ဂိတ်ဆုံးကိုရောက်ရှိလာခဲ့ပါရီအဲဒီမှာတော့လူထွားကြီးဟက်ဂရစ်ကမီးရင်တလုံးနဲ့ចောင်းသားလေးတွေကိုစောင့်ကြုံနေပြီးတော့ဟောက်ွက်ကြောင်ကိုလေကလေးနဲ့ထွက်လာခဲ့ကြပါရီမီးရင်ထင်းထင်းလင်းနေတဲ့ခံညားလာတဲ့မော်ပညာចောင်းတော်ကြီးကရိုနဲ့ဟယ်ရီတို့လိုမျိုးပထမနှစ်ចောင်းသားလေးတွေပို့တကယ့်ဟိုမှာအံမခံကြီးဖြစ်နေခဲ့တာပါကျောင်းလေရောက်ရောပါမောက်ခမဂေါ်နာကကျောင်းသားတွေကိုကြိုးဆူလိုက်ပြီးတော့ မအုတ်ထုတ်ကြီးနဲ့အသင်းခွဲပေးပါဦးလေ။ဟာမနီရဲ့ခေါင်းပေါ်အုတ်ထုတ်ဆောင်းပေးလိုက်တော့ Griffin Door ကိုပို့လိုက်ပါရီ။ Malfoy ကို Slytherin လို့ခွဲပေးလိုက်ပြီးတော့ Ron ကိုတော့ Griffin Door စီကိုပို့ပေးလိုက်ပါရီ။ Harry လေးကိုရောက်တော့မအုတ်ထုတ်ကအချင်းတော်တော်ကြာကြာစဉ်းစားနေခဲ့ရပြီးတော့မှပဲ Griffin Door လို့អော်လိုက်တာကြောင့်မလို့ចောင်းသူចောင်းသားရဲ့အကုန်လုံးကလည်းလက်ခုပ်ထတီးကအားပေးခဲ့ကြပါရီ။အဲ့တော့မကြည်မနဲ့စောင့်ကြည့်နေတဲ့သူကတော့ Professor Snape ပါပဲ။ ပထမဆုံးအတန်းတက်ရမိနေမှာရွန်နဲ့ဟယ်ရီကကြောင်းနောက်ကြပြီးမယ်ဆရာမမရောက်သေးလို့ပြောနေတုန်းမှာကြောင်းတော်ကောင်ကနေပြီးတော့အသွင်ပြောင်းလာတဲ့ပေါမောက်ခမက်ဂိုနာကိုတွေ့လိုက်ရပါတယ်။သူမရဲ့အတန်းချိန်ပြီးတော့နောက်တစ်ချိန်ကစလီသရင်းခေါင်းဆောင်ပရိုဖက်ဆာစနိပ်ပါ။ဒီချိန်ပြီးတော့ခက်တနာကြောင်းကြောင်းသားရင်းကသူ့ကိုကြောက်ကြပါတယ်။အတန်းချိန်မှာသူ့စကားကိုအာယုံမဆိုင်ဘဲနဲ့ကြပြားရီရေးနေတဲ့ဟယ်ရီကိုစနိပ်ကဒေါသရီထွက်ကစာရီမေးပြီးမယ်။ဟယ်ရီခမရတလုံးမှပြန်မပြေနိုင်ခဲ့ပါဘူး။အလုံးနဲ့နောက်တစ်နေ့မှာတော့သင်ငန်းစာကတော့တပြက်စီးပြန်စီးဖို့ပါပဲ။ပေါမောက်ခဟော့ရှ်က ဒေသင်္ကန်းဆောင်ဒေမိမှာဖြစ်ပြီးတော့လုံနီးတွေကိုပြောပြလိုက်တော့ကောင်လေးတယောက်ရဲ့တပြက်စီကအရင်ဆုံးထပြန်သွားခဲ့ပြီးတော့အဲ့ဒီကောင်လေးလည်းကြောက်လန့်ကြားနဲ့အော်ဟစ်ကပါသွားခဲ့ပါပြီပြီးတော့အမြင့်ကနေပြုတ်ကြလာကလက်ကျိုးသွားတော့ဆီယာမကသူ့ကိုစေးကန်းလိုက်ပို့ပေးခဲ့ရပါပြီဂျန်နစ်ကလေးတွေကိုလည်းတပြက်စီပြန်မစည်းကြသေးဘူးအတွက်မှားကြားသွားလိုက်ပါပြီအဲ့ဒီမှာဟယ်ရီကိုကြီးမြားဖြစ်နေတဲ့မတ်ဖိုင်းတယောက်ရန်လာဆပါပြီခုနကောင်လေးပြုတ်ကြခဲ့တဲ့ဖန်လုံးလေးကိုပြပြီးတော့တိမ်ပေါ်မှာလာယူလို့ဆိုကတပြက်စီပြန်ပေါ်ကနေပြီးတော့ပြက်လိုက်တာကြောင့်မလို့ဟယ်ရီကလည်းတပြက်စီပြန်ကိုစီးကလိုက်ဖမ်းလိုက်တာကို ဘာမောက်ကမကောနာလမ်းမြင်သွားခဲ့ပါပြီ။သူကကစားသမားအစ်တတယောက်ရပြီဆိုပြီးတော့ပြောနေခဲ့ပါပြီ။ဟယ်ရီတို့ပြန်လာတဲ့ခါမှာတော့လေကရွေ့သွားပြီးဘာမောက်ကဒန်ဘေဒေါ်တာမြင့်ထားတဲ့အခန်းစီကိုရွေ့ရှားသွားပါပြီ။ဟာမနီကပြန်မှုပြောပြင်ပေးကျောင်းတော်ကောင်ပြေးလာတာကြောင့်မလို့သူတို့တောင်းရောက်လည်းပဲအခန်းနဲ့ပတ်ပြေးခဲ့ရပါပြီ။သူတို့ရောက်နေတာကခေါင်းသုံးလုံးရှိတဲ့ခွေးနေတဲ့အခန်းမှာပဲ။သူတို့လည်းအရင်ကကြောက်သွားပြီးတော့ပြေးထွက်လာခဲ့ပါပြီ။အဆောင်ပြောင်းလာတဲ့ခါမှာတော့ဟာမနီကခွေးကလှုပ်ဝက်တကောက်စောင်းရှောက်နေတာဖြစ်နိုင်ကြောင်းပြောပြလိုက်ပါပြီ။နောက်နေ့မှာတော့ဂရီဖင်ဒေါ်ရဲ့ကွစ်စတစ်ခေါင်းဆောင်က ဟဲရီကိုလေ့ကျင့်ပေးဖို့လာခေါ်ခဲ့ပြီးတော့စီးမြင့်တွေကိုရှင်းပြနေခဲ့ပါပြီ။အဲဒီနောက်မှာတော့မော်ဒုတ်တန်ကိုတုံးတဲ့အတန်းကိုလာတက်ရပါပြီ။စပိတ်တွေကိုနေမင်းနေတော့လေးလာမှုအားကောင်းတဲ့ဟာမနီကအရင်ဆုံးတက်မြောက်သွားပါပြီ။နနေစာစားပြီးတဲ့အချိန်မှာပမောကဝင်လာပြီးတော့တစီတွေကကျောင်းရဲ့မြေရောက်ခန်းနဲ့ဝင်လာကြောင်းအော်ပြောကမေ့လေသွားတဲ့ခါမှာတော့အားလုံးကလည်းဝရုံးသုံးသာဖြစ်သွားကြပါပြီ။ကျောင်းကြီးကလည်းကျောင်းသားတွေကိုအန်နီရဲ့ကင်းတဲ့နေရာကိုခေါ်သွားတော့ဟဲရီနဲ့ရွန်လိုကလည်းဟာမနီတယောက်မပါလာမှန်းသတိရပြီးတော့ပြန်သွားခေါ်တဲ့ခါမှာအဲ့ဒီတစီကအမျိုးသမီးတန်းစဉ်ကန်းနဲ့ဝင်သွားတာကိုတွေ့လိုက်ရပါပြီ။ ဘာမော်ပညာမှကောင်းကောင်းမတက်သေးတဲ့ Harry နဲ့ Ron တို့ကကမောက်ကမရဲ့လုံရင်းနဲ့တစီကြီးကိုအလဲထိုးနိုင်သွားတဲ့အချိန်မကွန်တော့ရောက်လာခဲ့ပါတယ်။ Professor Snape ရဲ့ပေါင်ကဒဏ်ရာကို Harry တယောက်မသိငါဖြစ်နေခဲ့ပါတယ်။အချိန်ကြီးတည်ငြိမ်သွားပြီးတဲ့နောက်တနေ့မှာ Snape ကထုံးနေတဲ့ဖြစ်ရင်း Harry စီကိုစကားလာပြောပြီးတော့ပြန်သွားပါတယ်။အဲနောက်တော့ Zeewat တကောင်က Harry စီကိုအကျန်းကအကျန်းဆုံးဖြစ်တဲ့ Nimbus 2000တပြည့်စီပြန်ကိုယူလာပေးခဲ့ပါတယ်။အဲလက်ဆောင်ကတော့ပေါင်မောက်ကမကွန်တော့ပြီးရပါ။အဲလိုနဲ့ Slytherin နဲ့ Gryffindor တို့ရဲ့ Quidditch ပြိုင်ပွဲနေ့ကိုရောက်လာခဲ့ပါပြီ။ ။ဟယ်ရီကသူဖမ်းရမယ့်ရွှေရောင်ဘောလုံးလေးကိုသာအာရုံစိုက်ထားခဲ့ပါတယ်။ဘွဲစားနဲ့ဂရီဖင်ဒေါကဥဆောင်ဂိုးသွင်းလိုက်ပြီးတော့နောက်တစ်ကိုးပါထပ်သွင်းလိုက်တော့စလေသရင်ဘက်ကလည်းတင်းလာခဲ့ပါပြီ။ရှုံးညင်းညစ်လာတဲ့စလေသရင်ဘက်ကဂရီဖင်ဒေါရဲ့ဂိုးသမားကိုလူချကစားအောင်ကြောင့်မလို့ဂိုးသမားလည်းပြုတ်ကြကမှောက်သွားခဲ့ပါတယ်။အဲနောက်တော့အမှတ်20ရပြီးတော့ဂရီဖင်ဒေါ့ကိုအမိလိုက်နိုင်လာခဲ့ပါပြီ။အဲဒီအချိန်မှာဟယ်ရီကရွှေရောင်ဘောလုံးပြန်တိတိလေးကိုတွေးလိုက်တာကြောင့်မလို့လိုက်ပြီးတော့ဖမ်းခဲ့ပါပြီ။အဲဒီအချိန်မှာပဲဒရက်စီပြန်ကဟယ်ရီကိုအပြင်းထန်ခါချခဲ့ပါပြီ ပေးတတရအံ့ဩနေတဲ့အချိန်မှာဟာမနီက Professor Snake ကာရာရွံ့နေအောင်တွေးသွားခဲ့ပြီးတော့သူရှိတဲ့ပွဲစဉ်ကိုပြေးတက်သွားက Snake ရဲ့အင်ဂျီကိုမိစာဆွဲအောင်လုပ်လိုက်ပါတယ်။ပေးတတရအလံကြားထားအော်ရောမှာ Harry ရဲ့တပြက်စီးကလည်းပြန်ငြိမ်သွားပါတယ်။အဲဒီအချိန်မှာ Slytherin ကကစားသမားတစ်ယောက်နဲ့ရွှေဘော်လုံးကိုအတူတူလိုက်ဖမ်းရင်းနဲ့ Harry တယောက်ပြုတ်ကျသွားပါတယ်။ဒါမဲ့သူ့ရဲ့ပါးစပ်ထဲကရွှေဘော်လုံးလေးကထွက်လာခဲ့တာကြောင့်မလို့ Harry တို့ရဲ့ Gryffindor ကအနိုင်ရရှိသွားခဲ့တာပါ။အဲ့တော့ね Christmas နေ့မှာတော့ Harry တို့ကစစ်တူရင်ကစားရင်လည်းစကားပြောနေကြပါတယ်။ညာဘက်ရောက်တဲ့အခါမှာတော့ Ron က Harry အတွက် ခရစ်စမတ်လက်ဆောင်တစ်ခုရထားတာကိုဟဲရီကိုလာပြခဲ့ပါတယ်။စာအုပ်ဖတ်ကြည့်လိုက်တော့ဟဲရီအဖေချမ်းခဲ့တာပါ။ဖွင့်ပေါက်ကြည့်လိုက်တော့ကိုပြဝွင့်ုံဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ကန်းတဲ့ចောင်းဆောင်ကိုဟဲရီတယောက်ခိုးဝင်ပြီးတော့နီကိုလက်ဖလာမေဆိုတဲ့စာအုပ်ကိုရှာနေခဲ့ပါတယ်။ရှာလို့မတွေ့လို့ပြန်ထွက်လာတဲ့လမ်းမှာပဲပရိုဖက်ဆာစနိတ်ကကူရဲကိုအောင်းငေါက်နေအောင်တွေ့လိုက်ရပါတယ်။ဟဲရီကိုမိတော့မဲ့ချိန်သူလဲထွက်ပြေးလာကအခန်းတစ်ခုထဲစီကိုရောက်သွားခဲ့ပါတယ်။အဲဒီခါမှန်ကြီးထဲမှာတော့ဟဲရီရဲ့အဖေနဲ့မိကိုတွေ့လိုက်ရပါတယ်။သူလဲတညာလုံးမှန်ကြီးကိုထိုင်ကြည့်နေခဲ့ပါတယ်။ ။အဲဒီအချိန်မှာဒန်ဘေတို့ကရောက်လာပြီးတော့စကားတွေပြောနေခဲ့ပါတယ်။အလုံးနဲ့ဟော့ဂရက်အကြောင်းမှာဟယ်ရီနေခဲ့တာအချိန်တော်တော်လေးကြာသွားခဲ့ပါပြီ။စာကြည့်ကိန်းထဲမှာဟယ်ရီနဲ့ရွန်ကထိုင်နေတော့ဟာမနီကစာအုပ်ထူကြီးကိုယူလာကနီကိုလက်ဖလာမေအကြောင်းနဲ့မော်ကြောက်တုံးကြောင်ဖျက်ပြလိုက်ပါတယ်။ညောင်တော့၃ရောက်သားကဟက်ဂရစ်စီကိုတွားပြီးတော့ပရိုဖက်ဆာစနိတ်ကမော်ကြောက်တုံးကိုခိုးဖို့ကြံစီနေတယ်လို့ပြောတော့ဟက်ဂရစ်ကငင်းလိုက်ပြီးတော့စနိတ်ကမော်ကြောက်တုံးကိုစောင်းရှောင်းနေတဲ့သူဖြစ်ကြောင်ပြောပြလိုက်ပြီးတော့ဥလီတလုံးထုတ်ပြလိုက်တဲ့အချိန်မှာတော့ငကားပေါက်လေးကအဲ့ဥလီလေးကထွက်လာခဲ့ပါတယ်။ ညာဘက်ပြင်ထွက်တဲ့သူတို့၃ယောက်ကိုမဂေါနာစီကိုမက်ဖွိုင်းကသွားတင်လာကြအောင်မလို့အကုန်လုံးအမှတ်90စီအလျှော်ခံလိုက်ရပါပြီ။အဲနောက်တဲ့ပြစ်ဒဏ်တစ်ခုအနေနဲ့သူတို့၄ယောက်ကိုဟက်ဂရစ်နဲ့တူတူတောအုပ်ထဲကိုလိုက်သွားခိုင်းခဲ့ပါပြီ။အဲဒီတို့၄ယောက်ကိုဟက်ဂရစ်ကတောရဲကိုခေါ်လာပြီးတော့လူစုခွဲကမြင်းကိုရှာကြပါပြီ။ဒီနေရာမှာတော့မေမေအကောင်ကြီးကမြင်းသွေးတွေကိုစုံနေရတွေ့လိုက်တော့ဟဲရီနဖူးကအမာရွက်ကအရန်ကိုနားလာပြီးတော့မက်ဖွိုင်းကိုထွက်ပြေးသွားခဲ့ပါပြီ။ဟဲရီတယောက်လဲကြနေတဲ့အချိန်မှာမြင်းတစ်ပိုင်းလူတစ်ပိုင်းကရောက်လာပြီးတော့မေမေအကောင်ကြီးကိုမောင်းထုတ်ခဲ့ပါပြီ။ အဲ့ဒါကတော့ body မှာဖြစ်ကြောင်းပြောတာမှောကြောက်တုံးအကြောင်းပဲမင်းနေချင်း hagrid တို့ရောက်လာခဲ့ပါတယ်အဲ့ဒါကြောင့်အဲ့လူကစမမီးတော်ပဲနဲ့ harry ကိုကန်ကောင်းပါစီလို့ပြောတာတော်ရီကိုပြန်ဝင်သွားခဲ့ပါတယ်ပြန်ရောက်တော့ snake ကမှောကြောက်တုံးကိုခိုးက volimo ကိုပေးမှာဖြစ်မယ်လို့ harry ကပြောခဲ့ပါတယ်ပြီးတော့ hagrid စီကနေခွေးကြီးကိုလည်းကြုံနီးသွားမိခဲ့ပါတယ် hagrid လည်းတတိထားနေတဲ့ဓာရီကနီလန်ကိုပြောပြမိသွားတော့သူတို့သုံးယောက်လည်းပြောသွားခဲ့ပါတယ် snake ရဲ့အကြောင်းမှပြန်တွေ့တော့ harry က snake ကိုမကြည်မနက်စိုက်ကြည့်နေခဲ့ပါတယ် ညပြောက်တဲ့ခါမှာတော့ကိုပြောက်ဝေယုံဝေပြီးတော့သူတို့သုံးယောက်ကခွေးစီကိုသွားကြပါတယ်။ဒါမဲ့သူတို့ထက်အရင်စနစ်ရောက်နေတာကိုတီးသွားခဲ့ပါတယ်။ခွေးရနိုးလာလို့သူတို့လည်းပဲလှုပ်ဝက်အခန်းတွေကိုခုံဆင်းသွားတော့နှွေရှင်တွေကသူတို့ကိုရစ်ပတ်ထားခဲ့လိုက်ပါတယ်။နှွေတွေကလှုပ်နေတဲ့ခါမှာပို့ပြီးတော့ရစ်ပတ်တက်တာမလို့အသာလေးညင်နေလိုက်တဲ့ဟာမနီနဲ့ဟယ်ရီတို့ကတော့လွတ်မြောက်သွားပြီးတော့ရွန်ကတော့တေဂန်နီဖြစ်နေရမလို့သူ့ကိုဟာမနီကကယ်တင်ပေးခဲ့ရပါတယ်။အလုံးနဲ့သူတို့သုံးယောက်လည်းနှွေရှင်တွေစီကနေပြီးတော့လွတ်မြောက်သွားခဲ့ရပါတယ်။နှွေရှင်တွေစီကနေပြီးတော့လွတ်မြောက်လာတဲ့ခါမှာတော့တောင်ပန်ခတ်တန်တွေကိုဟယ်ရီတယောက်ကြားလိုက်ရပါတယ်။ တကယ်တော့တော့ရီကဗဇင်းနေလိုမျိုးအတောင်ပေါက်ပြီးတော့ခမ်းမဟိုက်တစ်ခုလုံးအနှံ့ပြန်တန်းနေကြတော့ပါဟာမနီကတော့ဒီလိုမျိုးတစ်ခါမှမတွေ့ဘူးဘူးလို့တန်တော်ပြောနေခဲ့ပါသည်ပြီးတော့လေပေါ်ရောက်နေတဲ့တပြက်စီးပြန်တစ်ချောင်းကိုလည်းတွေ့လိုက်ရပါသည်ဒီလောက်တော့မှထောင်ကြီးရှိနေတဲ့တော့ပြန်နေတဲ့ကနေတကယ်တော့အမှန်ကိုဘယ်လိုမျိုးရှာမလဲဆိုပြီးတော့သူတို့တွေစိတ်ညစ်နေကြပါသည်ဟရီကတော့အဲ့ထဲကမှအတောင်ပံကျိုးနေတဲ့တော့တစ်ခုကိုတွေ့သွားခဲ့ပါပြီသူကတပြက်စီးပြန်ပေါ်တက်လိုက်တယ်ဆိုရင်ပဲတော့ရီကဟဲရီစီကိုဥတီပြန်တန်းလာကြပါသည်ဟရီကတော့စစ်ကိုခဲရခဲကြလိုက်ဖမ်းပြီးတော့ဟာမနီစီကိုပြစ်ပေးလိုက်ပါသည် အဲ့လိုနဲ့ပဲသူတို့ရဲ့တကားကိုဖွင့်နိုင်ခဲ့ကြပါဦးလေသူတို့ဝင်သွားတဲ့အခန်းကတော့တကယ့်ကိုတုတ်တန်လိုပုံစံမျိုးပါခြောက်ကြစရာကောင်းလွန်းလာပါ ड़ी တကယ်တော့ဒီခန်းကစစ်တူရင်ကိုကြီးဖြစ်လို့နေခဲ့ပါ ड़ी တပတ်ကစစ်တူရင်ရုပ်တွေကအသက်ဝင်နေခဲ့ပြီးတော့ဒါကိုအနိုင်ရမှသာသူတို့တွေကရှုပ်ဆက်သွားနိုင်မှာဖြစ်ပါ ड़ी ရုံကစစ်တူရင်ရုပ်ကြီးရဲ့မြင်းပေါ်ရောက်သွားပြီးတော့ဒီကစားပွဲကိုစတင်ခဲ့ပါ ड़ी တာမန်စစ်တူရင်လိုမဟုတ်ဘဲနဲ့ရှုံးတဲ့အယုတ်ကိုဓားနဲ့ခုတ်ပိုင်းဖြက်စီးပစ်တာကြောင့်မလို့ရုံးတဲ့သူကတေးရမှာပဲဖြစ်ပါ ड़ी နောက်ဆုံးမှသူတို့ဘလုံးမမနိုင်နိုင်တော့တာကြောင့်မလို့ရွန်ကနီလန်တစ်ခုကိုဟဲရီကိုအော်ပြောလိုက်ပြီးတော့သူကတော့တစ်ဖက်ရန်သူရဲ့ကွင်းရုပ်တုစီကိုချင်းကပ်သွားပါတယ်။အဲဒီမှာပဲရွန်ရဲ့မြင်းရုပ်ကိုရန်သူကဓာတ်နဲ့ထိုးချလိုက်တဲ့အတွက်ကြောင့်မလို့ရွန်လည်းပဲပြုတ်ကျသွားပြီးတော့အောက်မှာပုံလိုက်လဲကျနေခဲ့ရပါတယ်။အဲဒီမှာဟဲရီကနောက်ဆုံးတစ်ခွက်ကိုရွှေ့နေအနိုင်ယူနိုင်လိုက်ပါတယ်။တကယ်လို့ရွန်ကဟဲရီကိုနိုင်ရဖို့အတွက်သူ့ကိုယ်သူစတိပေးခဲ့တာဖြစ်ပါတယ်။ဒဏ်ရာနေတဲ့ရွန်ကိုဟဲရီကစိတ်ရမ်းပူနေပြီမေလောရမယ့်အရာလေးတွေရှိနေသေးတာကြောင့်မလို့ရွန်ကိုဟာမနီနဲ့ထားခဲ့ပြီးတော့ဒမ်ဘေဒေါ်ကိုခေါ်ဖို့တံမှားခဲ့လိုက်ပါတယ်။ သူကတော့မော်ကြောင်လုံးရှိရာအခန်းထဲကိုတယောက်တည်းဝင်လာခဲ့ပါပြီ။အခန်းထဲမှာတော့မန်ရှင်းမှာထိုင်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရပါပြီ။အဲဒီလူကတော့ခေါင်းပေါင်းအမြဲတမ်းပေါင်းထားတဲ့ကွီရယ်ပါပြီ။ဟယ်ရီကစနစ်ရောက်နေတယ်လို့ထင်ထားခဲ့တာပါ။အဲတော့ကွီရယ်ကလောင်ပြောင်ခဲ့ပြီးတော့စကားထင်နေတဲ့ပေါမောက်ခကွီရယ်ကတစ္ဆပေါက်ဖြစ်မယ်လို့ဘသူကထင်ပါလိမ့်လို့ပြောလိုက်ပါတယ်။ Quistish ကစားတဲ့နေတုန်းကလည်းဟယ်ရီကိုတတ်ဖို့စူးစမ်းခဲ့တာကစနစ်မဟုတ်ဘဲနဲ့ကွီရယ်သာဖြစ်နေခဲ့တာပါ။တကယ်တော့အဲ့ဒီနေတုန်းကစနစ်တစ်ယောက်ဂါရာရုတ်နေခဲ့ရဆိုတာကကွီရယ်လက်ထဲကနေပြီးတော့ဟယ်ရီကိုကယ်တင်နိုင်ဖို့တော့ပါ။ အဲနောက်တစ်ခါ Halloween ညတော့ကလေတစိကြီးကိုလွတ်ကလေစားခဲ့သူကကွေရတာဖြစ်ပြီးတော့ snake ကတော့သူ့ရှိအောင်သွားခဲ့တာပါအဲနောက်ပိုင်းတော့ snake ကသူ့ကိုဘယ်တော့မှထပ်ပြီးတော့မယုံတော့ဘူးလို့ကွေရကဆိုပါတယ်သူစကားကြီးပြောနေတော့မှပဲ Harry ရဲ့နပူပေါ်ကလျှက်စီးလို့မျိုးအမားရွတ်လေးကအရန်ကိုနာကျင်လာပါတယ်မန်နေကိုလှည့်ကြည့်လိုက်တော့မော်ကြောက်တုံးကသူ့ရဲ့ကတ်ထဲထည့်လိုက်တာကိုတွေ့လိုက်ရပါတယ် Harry ကသူ့ရဲ့ကတ်ကိုဆန်းကြည့်လိုက်တော့တကယ်လေးပဲကြောက်တုံးကအိတ်ကတ်ထဲမှာရှိနေခဲ့ပါတယ်ကွေရကဘာမြင်လဲလို့မေးတော့ Harry ကလည်းလိန်ညာလိုက်ပါတယ် Harry လိန်ပြောနေရဆိုတာကိုကွေရခန္ဓာကိုယ်ကတစုံတစ်ခုကသိနေခဲ့ပြီးတော့ လုံးလလက်စကားပြောနိုင်မှုအတွက်ကူရီလေးပဲသူ့ရဲ့ကောင်းပေါင်းချုပ်ပေးလိုက်ပါတယ်။အဲဒီချိန်မှာတော့မှန်နေမှာပေါ်လာရဲ့မျက်နှာရည်တစ်ခုကြောင့်မလို့ဟယ်ရီတယောက်သွေးပြတ်မတက်ကြောက်လန့်သွားပါတယ်။ဟုတ်ပါပြီ။သူကတော့ဟယ်ရီရဲ့ရန်သူတော်ကြီးဖြစ်တဲ့ဗော်ဒီမောပါပဲ။သူကအသက်ငယ်နေတဲ့လေတံမျိုးနဲ့ထပ်တွေ့ကြပြီပေါ့လို့ဟယ်ရီကိုနှုတ်ဆက်လိုက်ပါတယ်။ဗော်ဒီမောကသူရှင်သန်နိုင်မှုအတွက်ဘာမှစိုးလုံနေခဲ့တဲ့သူပါ။အခုလေပဲတခြားသူတယောက်ရဲ့ကိုယ်ပေါ်မှာကပ်ပါးကောင်တစ်ကောင်လိုမျိုးနေထိုင်ခဲ့ရပါပြီ။ယူနီကွန်းသွေးကိုတောက်တာကသူ့ကိုအသက်ရှည်ဇေနိုင်ပေမဲ့ကိုယ်ပိုင်ခန္ဓာတစ်ခုတော့မရရှိစေခဲ့ပါဘူး။ ဗော်ဒီမော့ဟာသူ့တကယ်တမ်းအကျိုးရှိစေမယ့်အရာကမင်းရဲ့အိတ်ကတ်ထဲမှာရှိတယ်လို့လည်းပြောလိုက်ရောဟယ်ရီကအရန်အောင်လန်သွားခဲ့ပါတယ်။ဟယ်ရီကထွက်ပြေးဖို့ကြိုးစားပေမဲ့အချိန်လေးကနောက်ကျသွားခဲ့ပါပြီ။ဗော်ဒီမော့ကလက်ဖြောက်တီးလိုက်တာနဲ့မီးတွေကထားတော့လာခဲ့ပြီးတော့ဟယ်ရီတယောက်ပိတ်မိသွားခဲ့ရပါတယ်။ငါနဲ့တူတူအသက်ရှင်ဖို့အခွင့်အရေးရှိရတဲ့နဲ့ဘာဖြစ်လို့တေလန်းကိုမှရွေးချယ်နေရလဲလို့ဟယ်ရီကိုမေးပါတယ်။ဟယ်ရီရဲ့ဘေးနဲ့မေကိုလည်းအသက်ပြန်ရှင်အောင်လုပ်ပေးမယ်လို့မျှလုံးနေပေးပါတယ်။အဘိနဲ့မေဆိုတဲ့အတန်အောင်ကြတော့ဟယ်ရီလည်းပဲတွေ့ဝေသွားခဲ့ပြီးသူ့ရဲ့ထဲကမော်ကြောက်တုံးလေးကိုထုတ်လိုက်မိပါတယ်။ ဒါပေမဲ့ Voldemort ကလိန်ပြောနေရမှန်းသိသွားတော့ Voldemort ကသူ့ကိုတတ်ဖို့ရောက်လာခဲ့ပါ ರೀ ။ Harry ရဲ့လေပင်ကိုညှစ်ထားတဲ့အခါမှာတော့ Harry လည်းပဲ Quirrell ရဲ့လက်ကိုဖမ်းကန်လိုက်ပါ ರೀ ။အဲဒီမှာပဲ Quirrell ရဲ့လက်ကနေပြီးတော့အခိုးငွေထွက်လာပြီးလက်ကလည်းလောင်ကျွမ်းသွားကတဲမုတ်ရဲ့အဖြစ်ကိုပြောင်းလဲသွားခဲ့ပါ ರೀ ။အဲောက်တေချာသိသွားတဲ့ Harry ကချက်ချင်းဆိုလိုပဲ Quirrell ရဲ့မျက်နှာကိုသူ့ရဲ့လက်နဲ့ကင်ထည့်လိုက်ပါ ರೀ ။ Professor Quirrell ကလည်းနာကျင်စွာအဟစ်ညင်းညူရင်းနဲ့ရုန်းကန်နေရပါ ರೀ ။ဒါမဲ့လည်း Harry ကလုံးဝမလွတ်ပေးရကြောင်းမလို့ Quirrell ရဲ့တကူလုံးကကြောက်တုံးကြီးဖြစ်သွားခဲ့ပြီးတော့ပြိုကျသွားခဲ့ပါ ರೀ ။ ဟယ်ရီကမော်ကြောင်တုံးကိုလှမ်းကင်လိုက်တဲ့အခါမှာတော့ဗော်ဒီမော့ရဲ့ဝိညာဉ်အမေကြီးကဟယ်ရီရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ဖြတ်တန်းသွားတဲ့အတွက်ဟယ်ရီတယောက်လည်းမခံနိုင်မင်းနဲ့လဲကျသွားခဲ့ရပါတယ်။တတိလေသွားတဲ့ဟယ်ရီရဲ့လက်ထဲမှာတော့မော်ကြောင်တုံးကဒီတိုင်းပဲရှိနေပါသေးတယ်။ဟယ်ရီတယောက်တတိပြန်ရလာတဲ့အချိန်မှာတော့သူကစေးရုံကိုရောက်လို့နေခဲ့ပါပြီ။လမ်းမလေးပဲပတိစည်းထားပေမဲ့သူရှိရမုတ်တယ်အများကြီးတွေ့ပြီးတော့ဟယ်ရီတယောက်အရန်ကိုပျော်ရွှင်သွားခဲ့ရပါတယ်။အဲဒီမုတ်နေကတော့ဟယ်ရီစီကိုဟောက်ကွက်ကကြောင်းသားတွေပို့ပေးထားခဲ့ကြရပါ ိုင်းနောက်တော့အကြောင်းကြီး Professor Dumbledore က Harry ကိုရောက်လာခဲ့ပါတယ်။သူက Harry ကိုတက်တာလားလို့လာမိတာပါ။ပြီးတော့ Dumbledore ကမော်ကြောက်တုံးကိုအပီးတိုင်ဖျက်ဆီးပစ်လိုက်ပြီဆိုတဲ့အကြောင်း Harry ကိုပြောပြလိုက်ပါတယ်။ဒါဆိုရင် Voldemort ကဘယ်တော့မှပြန်မလာတော့ဘူးလားလို့ Harry ကမေးတော့တခြားနည်းလည်းနဲ့ပြန်လာမှာကိုတော့စိုးရိမ်ပြီးကြောင်း Dumbledore ကပြန်ဖြေပါတယ်။ Harry ကလက်နဲ့ကွေရဲကိုထိလိုက်တဲ့အခါမှာကွေရဲကဘာလို့မီးလောင်ပျက်စီးသွားရတယ်လဲဆိုရင် Harry ရဲ့သွေးထဲမှာစီးဆင်းနေတဲ့သူ့မိရဲ့ချက်ချင်းမြတ်တာသွေးရည်ကြောင့်ပဲဆိုတာကိုပြောပြလိုက်ပါတယ်။ ိုမီလီလီကဟဲရီတို့အနစ်နာခံကရေးသွားခဲ့တာပါအဲကြောင့်လေကိုဒမ်မေတော့ကဟဲရီကိုအကုန်ပြောပြလိုက်ပါရီဟဲရီတောက်တက်တာလာခဲ့ပြီးတော့စီးယုံကနေပြန်ဆင်းလာတဲ့ခါမှာကျောင်းမှာရွန်နဲ့ဟာမနီကိုတွေ့လိုက်ရပါရီတက်တာလာလို့ဟဲရီကမေးတော့ရွန်ကတက်တာကြောင့်ပြန်ပြောပါရီသူတို့ရဲ့ဆင်းရဲဒုက္ခတွေစုံစမ်းမှုတွေကနေလွတ်မြောက်သွားပြီဖြစ်ပါရီအဲလိုနဲ့ဟော့ကွက်ကျောင်းရဲ့နောက်ဆုံးနေ့ကိုရောက်ရှိလို့လာခဲ့ပါပြီညသာစားပွဲမှာအစကပြောထားခဲ့သလိုအဖွဲတစ်ဖွဲကိုစုပေးရမှာဖြစ်ပါရီ Slytherin နဲ့ Griffin တို့မှာဘယ်အဖွဲရအနိုင်ရသွားမလဲ စလေရင်းကမက်ဖိုင်းတယောက်ပဲအပြစ်လုပ်ခဲ့ဘူးရာကြောင့်မလို့428မိနစ်ပထမဆုံးရသွားပြီးဟယ်ရီရဲ့ဂရီဖင်တော့ကတော့ဟယ်ရီ၊ရိုနဲ့ဟာမနီတို့ကြောင့်မလို့332မိနစ်သာရှုံးနိမ်သွားခဲ့ရပါတယ်။ဂရီဖင်တော့ကနံပါတ်၄နေရာကိုသာရရှိခဲ့တာကြောင့်မလို့စိတ်ညစ်နေတော့မှပရော်ဖက်ဆာဒိုင်မေတော့ကအခုလိုဖြစ်ပြသွားတဲ့ကိစ္စတွေကြောင့်မလို့အမှတ်နှုတ်တယ်လို့အမှတ်တွေလည်းပြန်ပေါင်းထည့်ပေးမှဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ဟယ်ရီတို့၃ယောက်ရဲ့အမှတ်တွေကိုပြန်ပေါင်းထည့်ပေးခဲ့လိုက်ပါတယ်။ဟယ်ရီကိုတော့အမှတ်60 ရိုနဲဟာမနီကိုအမှတ်90ကြီးပေါင်းထည့်ပေးခဲ့တာပါဆလေဒရင်းကို10မက်တာနဲ့ကျော်သွားပြီးတော့ဂရစ်ဖင်ဒေါကစူပလားကိုစကူးသွားနိုင်ခဲ့ပါပြီအဲဒါကြောင့်ဂရစ်ဖင်ဒေါကလူတွေအားလုံးကအယံကိုပျော်ရွှင်သွားခဲ့ပါပြီအဲလိုနဲ့ဖက်စတီးယားအကြောင်းသားတွေကလည်းစာတင်နှစ်ပြီးဆုံးသွားတော့ဟော့ကွတ်အကြောင်းကြီးကနေပြီးတော့ကျောင်းပိတ်ရဲ့အိမ်ကိုပြန်ချတဲ့ခံပါပြီ Harry Potter and The Sorcerer's Stone ရုပ်ရှင်လေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ နဝိတ်ဒီများမှာလေကြမ်းရှိနေသည်တွေ Harry Potter ရဲ့ဇာတ်ကားတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကိုလေ like and subscribe ပြီးလှူထားပေးဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျာအချိန်ပေးပြီးတော့အဆုံးထိအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုဂျေဇူးတူပင်တင်ရှိပါကြောင်းလေကျွန်တော်ရဲ့နောက်ထပ် video တစ်ပုဒ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ